ဒေါသကိုကြတော့ဘုရားလောင်းကဘလို့ပြောတော့အသေးစိတ်ကလေးပြောတာစိတ်ဝင်စားတယ်ရှိဒုဋ္ဌတဗုဒ္ဓဝါစာပရမသောအနန္တရာတတောပန္ဒီတတောတန်တောတတ္တတပရမတတိဒေါသောကောဒသမုဋ္ဌာန်တောတတ္တမဒေါသနာရောစီတက္ကတာကွဲနဲ့တောင်ပြောတယ်ဒေါသဆိုတာတဲ့ကောဒသမုဋ္ဌာန်တောအမျက်ကြောင့်ဖြစ်တာဟောဒေါသဆိုတာဘာကြောင့်ဖြစ်တာလဲတော့အမျက်ကြောင့်ဖြစ်တာအဲ့လိုဆိုရင်ပိဋကတ်ကိုနည်းနည်းလောက်ဥစဉ်ကမှတ်သားနိုင်စွမ်းလေးကိုစမ်းကြည့်အောင်မယ် ေါသကအမျက်ကြောင့်ဖြစ်တယ်ဆိုရင်အမျက်ကတော့ဘာကြောင့်ဖြစ်တာတော့အဲခုနမှအဖြေမှန်ထွက်လာနော်ပြောလိုက်တာ9မိနစ်တောင်မရှိသေးဘူးတောက်ချောင်းမေ့ပြစ်တာအမျက်ကဘာကြောင့်ဖြစ်တာတော့တီးမခံလို့ဖြစ်တာနော်တီးမခံရင်အမျက်ဖြစ်မယ်အမျက်ဖြစ်ရင်ဒေါသဖြစ်မယ်သူ့အကြောင်းသူ့အကျိုးသွားနေတာဒေါသဖြစ်ပြီဆိုရင်ဘာတွေဆက်ဖြစ်မလို့ဒုဋ္ဌတဗုဒ္ဓဝါစာကြမ်းထမ်းတဲ့ဇာတ်တွေထွက်လာလေတဲ့ဇာတ်ကတာယာနာပြောပွဲမရှိတော့ဘူး ကြာရခက်တဲ့စကားတွေထွက်လာတယ်နော်ဒေါသဖြစ်လာတာလေ။တာယာနာပြောဝဲမရှိတော့ဘူး။နုနုညံ့ညံ့မရှိတော့ကြံထမ်းတယ်။အဲ့ဒီအချိန်မှာဒေါသကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ဘာဖြစ်မလို့။ပရမသောအနန္တရာဆွဲညှင်လာတယ်ဆွဲကင်လာတယ်။ကြံတကားစရန်တွေထွက်ပြီးလို့ရှိရင်ဒေါသမပြေသေးဘူးရှင်ဘာလို့လဲဆွဲကင်လာတယ်။ဟုတ်တယ်တကားလေးတက်ရှိအရာကိုစိတ်တူပြီးဆိုရင်အဲ့ဒီလူရဲ့7တို့8ကြီးတို့လက်တို့လှမ်းဆွဲတာမရှိဘူးလား။ တခုခုနဲ့ရိုက်တော့မှနှက်တော့မှလေသူအရင်စဆွဲတာဘုရားလုံးပြောတာအရင်တီးကြကိုစိတ်တို့တာကတက်ရှိမဟုတ်ဘူးတက်မဲ့ဆိုလို့ရှိရင်ဘာပါတော့အဲ့ဒီတက်မဲ့အဟာကိုဆွဲကင်ပြီးတော့ချိုလှွန့်ပြစ်တာတွေပေါက်ပေါက်ချိုးပြစ်တာတွေမရှိဘူးလားအံ့ဩစရာကြီးတခါလေးဖုံးပြောရင်းနဲ့ဖုံးကတချို့ဆိုလို့ရှိရင်ဒေါသကြမ်းကြီးရယ်လေဖုံးပြောရင်းနဲ့ဖုံးကပြောလို့ရလမ်းအမေစိတ်တို့ပြီးတော့တခါအဲ့ဖုံးကိုဘာလို့ပြစ်တာပေါက်ချိုးပြစ်တာရှိကိုခံစားချက်ကိုဒီဖုံးကလည်းတိတာမဟုတ်တက်မဲ့ဖုံးနဲ့တောင်တူပြီးတော့ရံဖြစ်စီ အယူလောက်တာနော်ဒေါသကလူကိုအယူလောက်တာဟုတ်လားအဲ့ဒါအယူဖြစ်တဲ့တည်းဒီချာစဉ်းစားကြည့်အဲ့ဒါဘုရားလောင်းတိတိကျကျပြောတယ်စကားချင်းတွေထွက်လာမယ်မထိန်နိုင်ဘူးဆိုရင်ဆွဲကင်လာလိမ့်မယ်အဲ့ဒီချိန်မှာထိန်ရင်ထိန်မထိန်နိုင်ရင်ဘာဖြစ်မှာတုံးတယ်တတော်ပါနေတယ်လက်နဲ့ရိုက်မယ်ပုတ်မယ်ထိုးမယ်ဟောတဆင့်တက်လာတယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုရင်တတော်ဒန်တော်တယ်အိုစီဒီရှောက်ကြည့်ပြီးတော့ဒုတ်ရှာဒုတ်နဲ့ဘာလုံးရိုက်မယ်နှက်မယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုလို့ရှိရင် တတ္တတပရမတတိတဲ့တေစီတတ်တဲ့ဓာတ်စာရှိတဲ့လက်နက်ကိုကိုင်းပြီးတော့တတ်တယ်။အဲ့ဒီကြတော့မှတတ္တရဲ့ဟိုဘက်ကျတော့ဘာမှလုံးစရာလည်းမရှိတော့ဘူးလေ။အဲ့ဒီထိရောက်သွားရင်တော့ခံရတဲ့လူကလိုရတဲ့လူကဘာတွေဖြစ်ကုန်ပြီတော့အကြီးမားတဲ့ဆုံးရှုံးမှုပျက်စီးမှုတွေဖြစ်ကုန်ပြီ။စေုံစေကရောက်တဲ့လူရောက်မယ်။အခမ်းမတင်ရင်တင်းချမ်းကုန်းရောက်ချင်လည်းရောက်သွားမယ်။လုံးတဲ့လူကတော့ဘယ်ရောက်မလဲ။တောင်းတဲ့ချုပ်တဲ့သွားမှာ။ဟုတ်လား။အလွန်တရာမှအကျိုးမဲ့တွေကို ဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလား။ထင်ရှားတယ်။ ဒါကြောင့်မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ဒေါသကိုထိန်းနိုင်သိမ်းနိုင်ဖို့အလွန်အရေးကြီးတယ်ပုထုရှင်ဆိုတော့ဒေါသမထွက်ဘူးလို့မရှိဘူးအစင်မပြေတမ်းနဲ့တွေ့ရင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိန်းလိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာတခုရှိတယ်ယောဝေဥပတိတံကောဒံရထံဗန္ဒံဝဝါရယေတမဟံတာတိပြုမိရတမိကဟောဣတရောဇနောရှင်တော်ကမြင်ရသားတယ် ော်ခုကေလိုကားတွေဘာတွေထွန်းကားတာမဟုတ်တော့မြင်ရထားပါနော်အဲ့ဒီမြင်ရထားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှာနော်ကြောက်တဲ့မကြအောင်တခုနဲ့ဝင်းမတိုင်အောင်သူကောင်းကောင်းမောင်းပြီဆိုရင်သူထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်ဘူးဆိုရင်ဘာလို့မတို့ဒုက္ခရောက်မှာအဲ့လိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထားကိုထိန်းတယ်လို့မျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တဲ့လေးကိုသွားနိုင်ရမယ်ဝင်းမတိုက်စေရအောင် ဖြစ်နေတဲ့ဒေါသကိုလည်းမလို့ထိနေရမယ်အဲ့ဒါဆိုလို့ချင်းအဲ့ဒီလူကငါယထာဒိန်လို့ဆိုတယ်တဲ့သူကယထာဒိန်ပဲတဲ့တာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိနိုင်မနဲ့တာမန်ယထာတက်မောင်းတဲ့လူတွေတော့ယထာဒိန်လို့မခေါ်ဘူးသူကကြိုးကင်တဲ့မြတ်စွာဘုရားဘလောက်စကားတတ်တော်မူသလဲဆိုတာစဉ်းစားနော်ဖြစ်လာတဲ့ဒေါသကိုထိနိုင်တဲ့လူကမှယထာဒိန်တဲ့ဟုတ်လားပဂရိယထာမောင်းတဲ့လူတွေကယထာဒိန်မဟုတ်ဘူးအဲ့ဒါကကြိုးကင်တဲ့ကြိုးပဲကင်လိုက်တယ် တကုတ်တက္ကမတို့ဥစဉ်တို့ရဲ့ဒီခန္ဓာဟာဘဝဆုတဲ့ပြေးလမ်းပေါ်မှာပြေးနေတာဟုတ်လားအဲ့တော့ဒေါသထွက်လာပြီဆိုရင်ဥစဉ်တို့ဘာလုပ်နိုင်မလို့တော့ထိနိုင်မလို့လည်းမထိနိုင်ဘူးဆိုရင်ပြေးလမ်းဘာဖြစ်တော့ချောကြသွားမယ်ဘဝပြတ်နိုင်တယ်နော်အချုပ်တဲ့ထောင်ထဲမှာပေါ့အပြစ်နေတဲ့လူတွေဟာဥစဉ်ကြခိုင်တော့တော့ကဒီဒေါသရဲ့အလိုကိုလိုက်လိုက်လို့ပဲလေဟုတ်လားဒါကြောင့်ဘုရားလောင်းပြောတဲ့ဒေါသရဲ့အပြစ်ကိုတိကျစဉ်းစားဟုတ်လား အမြဲကြောင်ဖြစ်တဲ့ဖြစ်လာပြီဆိုရင်စကားချင်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်စွဲကင်လာတဲ့ထိုမတစင်လက်ထိုမတစင်ဒုတ်ထိုမတစင်ဒါလက်နဲ့ဟုတ်လားအဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးစီရင်ဖြစ်စီနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကိုတတ္တမဒေါသနာတော့စီအဲ့ဒါငါမကြိုက်ဘူး